အားလုံးမင်္ဂလာပါကျွန်တော်ကတော့ကိုညိနိုင်ဖြစ်ပါတယ်ကျွန်တော်တို့ဒီမြန်ဆွေဒီ BOS ဒီ system စပြီးသုံးဝင်လို့လေးပေါ့နော်သုံးလာဟိုပို့ပြီးတော့လွယ်ကူအောင်လို့ကျွန်တော်ကနေပြီးတော့ဒီ user guide လေးနည်းနည်းပြောပြပေးပါဖြစ်ပါတယ်ကျွန်တော်တို့ရင်းသုံးဒီမြန်ဆွေကိုစသုံးမယ်ဆိုကျွန်တော်ရှင်းရဒီအုံနာ main app ဆိုတာပေါ့နော်အဲ့ဒီဟာကိုဒီရပြီဆိုရင်ကျွန်တော်ဒီမှာ log in ဝင်ထားပါနော် log in ဝင်ပြီးတော့ကျွန်တော်ဒီ main stream မှာကျွန်တော်တို့ဒီ ဝင်လိုက်ပြီဆိုတော့ကျွန်တော် blank လေးပါပဲเนาะအထက်ထဲမှာတော့ဘာမှမရှိပါဘူးအားလုံးက blank လေးပဲဖြစ်နေပါပါเนาะဘာလို့ဘာမှမရှိပါအောင်အဲ့တော့ကျွန်တော်ဒီစိုင်းမာရှိတဲ့ပစ္စည်းတစ်ခုကိုကျွန်တော်ဒီ store လေးကိုပေါ့เนาะကျွန်တော်စထည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ item ကိုနှိပ်ပါ add new item ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာပစ္စည်းကိုကျွန်တော်တို့အမျိုးအစားရေးပါမယ်အဲ့တော့ ပေါင်တာပေါ့နော်ပေါင်တာတပူပေါ့အဲ့တော့ item name ကိုတော့ကျွန်တော်တို့ပေးပြီးပါတယ် item id ကိုတော့ကျွန်တော်တို့ထည့်စရာမလိုပါဘူး category ကိုတော့ကျွန်တော်ခုနကသတ်မှတ်ထားလို့အိမ်သုံးဆိုတဲ့အတိုင်းထည့်လိုက်လို့ရပါတယ်ဒါမှမဟုတ်ရင်ကိုယ့်အကူပြန်ပြီးတော့အသစ်ပြန်လုပ်လို့ရပါတယ်အဲ့အဲ့တော့ကျွန်တော်တို့ဒီရစီကို store ထဲကိုထည့်တဲ့နေရာမှာကျွန်တော်တို့ကအရေးတွက်နဲ့လားဒါဇင်နဲ့လားပေါ့နော်ဒိုဇင်နဲ့လား e နဲ့လားပေါ့အဲ့တော့ကျွန်တော်တို့အဲ့မှာကျွန်တော်တို့အခုအရေးတွက်နဲ့ပဲထားလိုက်ပါမယ် ကျွန်တော်ဒီပစ္စည်းကိုဝယ်တဲ့ဈေးကိုကျွန်တော်ဒီထဲမှာထည့်ပေးရပါမယ်။ရောင်းတဲ့ဈေးကိုကျွန်တော်ပြန်ထည့်ပေးရပါမယ်။ကိုရောင်းမဲ့ဈေးပေါ့နော်။အဲ့တော့ဒီပစ္စည်းကိုကျွန်တော်တို့ဒီဘာကုတ်ကိုဒီပစ္စည်းရဲ့ကျွန်တော်တို့ဒီ store ထဲသွင်းမဲ့ပစ္စည်းရဲ့ဘာကုတ်ကိုကျွန်တော်ဖတ်ရမှာဖြစ်ပါတယ်။အဲ့တော့အရေးအတွက်ကိုကျွန်တော်ရေးပါမယ် ဲ trade stroke ကိုတော့ trade stroke ကိုတော့ကျွန်တော်တို့ဒီ trade stroke ကိုတော့ကျွန်တော်တို့ဒီထားခဲ့ပါမှာเนาะဘာမှမလုပ်ရပါဘူးကျွန်တော်တို့ဒီတိုင်းမအော့ပါနဲ့ပေါ့เนาะ online အတိုင်းပဲထားပါဒီ quantity ကိုတော့ကျွန်တော်တို့အရင်တော့ကိုတော့သတ်မှတ်ပြပါကင်မရာနဲ့ကျွန်တော်တို့ဓာတ်ပုံကိုရိုက်ပြီးတော့ကျွန်တော်တို့ထားလို့ရတယ်ဒါမှမဟုတ်အထဲမှာရှိတယ်ကျွန်တော်တို့ဒီဓာတ်ပုံလည်းထားလို့ရပါတယ်ပေါ့เนาะအဲ့တော့ကျွန်တော်ဓာတ်ပုံရိုက်လိုက်ပါမယ်တစ်ချက်ပေါ့เนาะ အဲ့တော့ဓာတ်ပုံရိုက်ပြီးထားလိုက်တယ်ပေါ့နော်ပြီးတော့ကျွန်တော်ဆေးဆေးလိုက်ပါမယ်ဆေးရိုက်တမ်းလေးအဲ့တော့ဒီပျက်စီးကရောက်လာပြီပေါ့နော်အဲ့တော့ဒီမှာကတော့ကျွန်တော်တို့ဒီပျက်စီးရှိတာကိုကျွန်တော်ပြတာပါအဲ့ဒါလေးကိုကျွန်တော်တို့ကအရင်အတွက်ကိုကျွန်တော်တို့ short ထားလို့ရပါတယ်ဒါဆိုမပြပါဘူးဒါမှမဟုတ်ရင်ကျွန်တော်ပိတ်ထားလို့လည်းရပါတယ်တကယ်လို့ကျွန်တော်ရှိမှာဆိုင်မှာပျက်စီးကုန်ပြီတခုဒီဟာနေတာတို့ဂုံွားတာတို့တခုတိတိတိစီကျင်နေကျွန်တော်တို့ကတိစီကျင်တော့အလက်လောက်ထားတာပါ အဲ့တော့ဒီမှာတော့ကာရီကိုရီကိုကျွန်တော်တို့ဒီမှာကိုယ့်အကူရေးပြီးတော့ထပ်ထည့်လို့ရပါတယ်ဒါတော့ကျွန်တော်ဒီစကောင်းချတဲ့ပိုင်းမှာ အဲ့ဒီပစ္စည်းကိုကျွန်တော်တို့ဒီစကောင်းချလို့ရပါတယ်ဒီကနေပြီးတော့ကျွန်တော်တို့ slab map ပြီးတော့ကျွန်တော်တို့အများကြီးရှိရဆိုရင်တော့ဒီမှာ slab all ကိုလောက်ပါတခုတည်းလောက်ချင်တယ်ဆိုတော့တခုတည်း discount ချမယ်ဆိုရင်တော့ကျွန်တော်တို့တခုတည်းပေါ့နော် percentage ရတော့ရိုးရိုးကျွန်တော်တို့ဒီ discount ချတာပါတိုင်းတဲ့ discount ကတော့ကျွန်တော်တို့အချိန်နဲ့ပေါ့နော်ကျွန်တော်ချတာပါကျွန်တော်5%ပေးပြီးတော့ကျွန်တော်တို့ဒီ discount စချမယ်ပေါ့နော်။အဲ24နာရီပေါ့နော်24နာရီကျွန်တော် discount ချမှာပေါ့နော်။ ဒါတို့ discount ချထားတဲ့နေရာမှာဒီနေရာကိုရောက်သွားပြီပေါ့နော်ကျွန်တော်တို့ရောင်းမယ်ဆိုရင်ကျွန်တော်တို့ဒီပစ္စည်းကိုရောင်းမယ်ဆိုရင်ပေါ့ကျွန်တော်တို့ဒီဘားကုတ်ကိုကျွန်တော်တို့ဒီမှာရေးပြီးတော့ကျွန်တော်တို့ဒီအပြည့်ဆုံးဘားကုတ်ကိုရေးပြီးလိုက်တာနဲ့ဒီ cut ထည့်ကိုရောက်မှာပါနော်တကယ်လို့ဘားကုတ်နဲ့ scan ဖတ်မယ်ဆိုရင်ကျွန်တော်တို့ ရောက်သွားပြီပေါ့နော်ကျွန်တော်ပြန်ဖြတ်မယ်ဆိုလည်းရပါတယ်ပြန်ပြီးတော့စကန်ဖတ်ပါအောင်ဒါဆိုတပူရောက်သွားပြီပေါ့ကျွန်တော်နောက်ထပ်တစ်ခုထပ်ယူမယ်ဆိုရင်တော့ကျွန်တော်နှစ်ပူပေါ့နော်ချက်ကောက်လုပ်ပြီးတော့ကျွန်တော်တို့နှိပ်လိုက်တာ ਨੇ ကျွန်တော်တို့ဒီပေးချိန်ပဲပေါ့နော်ဒီဝယ်သူကပေးချိန်ပဲငွေဒီဝိတ်လာဒီကေပီလာစီပီလာကတ်လာပေါ့နော်သူဒီပေးမတိုက်ပေါ့ အဲ့တော့ CP ဆိုစဲ CP ပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဆိုင်ရဲ့နာမည်ကျွန်တော်တို့ဆိုင်ရဲ့လိပ်စာဆိုင်ရဲ့ဖုန်းနံပါတ်ကျွန်တော်တို့ထည့်လို့ရပါတယ်နောက် customer ရဲ့ဖုန်းနံပါတ်ကျွန်တော်တို့ထည့်ခဲ့လို့ရပါတယ်တခါထည့်ပြီးရပါပြီနောက်ထည့်ရမလို့တော့ပါအောင်အဲ့တော့ receipt time တော့ကိုယ့်အကူယူပါ paper size ကိုတော့ကျွန်တော်ထားပေးထားပါတယ်ဒီမှာအဲ့တော့ ဒီကျွန်တော်တို့ကဆိုင်မှာအခွန်ပေါင်းတယ်ဆိုရင်ကျွန်တော်တို့ fiber sin နေရာမှာကျွန်တော်တို့ဒီအခွန်ကိုကျွန်တော်တို့ပြပြင်ပြောင်းလဲလို့ရပါတယ်ကျွန်တော်တို့0ပဲထားခဲ့မယ်ဆိုရင်တော့အခွန်မထည့်ပြီးတော့ပါအောင်ဒါတစ်ခါလုတ်ပြီးတော့ရပါပြီနောက်ဆိုရင်ဒီပြန်ရေးခိုင်းရရေးရမလို့တော့ပါဘူးဗောနော်အဲ့တော့ကိုလိုတဲ့ဟာကိုဖြည့်ပါပြီးွားပြီဆိုတော့ကျွန်တော်တို့ဒီမှာနှစ်ခုဖြစ်တဲ့အတွက်ကြောင့်ဒီမှာကြားသိငွေကိုကျွန်တော်တို့ယူပြီးတော့ကျွန်တော် receipt ထုတ်ပေးလိုက်ရုံပါပဲဒါဆိုကျွန်တော်ရေတွက်က3ခုပဲကြာပါတော့ အဲ့တော့ receipt receipt ကိုကျွန်တော်တို့ဒီမှာပြန်ကြည့်လို့ရပါတယ်ဒါကျွန်တော်တို့ရောင်းခဲ့တဲ့ဒီ sale report မှာအဲ့တော့ကျွန်တော်တို့ဒီဒီနေ့ပေါ့နော်အခုအခု total revenue ဘယ်လောက်ရှိတယ်ပေါ့နော်ဒီ total profit ကဘယ်လောက်ပေါ့နော်ကျွန်တော်တို့ရဲ့အမြတ်ကဘယ်လောက်ရှိတယ်ဒီမှာကျွန်တော်တို့ရဲ့ဝင်ငွေပေါ့နော် စုစုပေါင်းကျွန်တော်တို့ဝင်ဝင်နေစုစုပေါင်းအမြတ်ပါပြီးတော့ကျွန်တော်တို့ပျက်စီးရဲ့အနောက်မှာကြံခဲ့တဲ့ပျက်စီးရဲ့ဒီ inventory value ကဒီမှာဖြစ်ပါတယ်ဒါကတော့လလနဲ့ဒီနှစ်နဲ့နှိုင်းရှင်တာလေးပေါ့နော်အဲ့တော့ဒီမှာကတော့ကျွန်တော်တို့ sell trap မှာတော့ကျွန်တော်တို့ကဒီရောင်းဝါအများဆုံးနေပေါ့နော်ဒီ daily နေပြပေးမှာဖြစ်ပါတယ်ပြီးတော့ဒီမှာကျွန်တော်ရောင်းဝါ အဲ့ဒီအကောင်းဆုံးအချိန်ကြီးပေါ့နော်ရောင်းအကောင်းဆုံးအချိန်ကြီးပေါ့နော်အဲ့ဒါကြီးပြပေးမှာဖြစ်ပါတယ်အဲ့ဒါဆိုင်မှာရောင်းရအောင်ပစ္စည်းရဗာပစ္စည်းတွေလေပေါ့နော်ဆိုင်မှာတိတ်မရောင်းရတဲ့ပစ္စည်းတွေကဘာတွေလဲဆိုတာကိုလည်းကျွန်တော်တို့သိသိနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ discount analytics မှာတော့ analytics မှာတော့ကျွန်တော်တို့ကဘာကြည့်လို့ရမလဲဆိုတော့ဒီ quantity ရဒီ quantity မှာဆိုရင်လည်းကျွန်တော်တို့ပေါင်တာနှစ်ဘူးထွက်ခဲ့တယ်ဆိုတော့ကျွန်တော်တို့ပြထားတာဖြစ်ပါတယ် ပြီးတော့ amount ကိုလည်းကျွန်တော်တို့ဒီမှာဘယ်လောက်ဆိုတာလဲကျွန်တော်ပြထားတာဖြစ်ပါတယ်အဲ့တော့ဒါကတော့နှစ်လိုက်ပါเนาะနိုင်ရှင်တာပေါ့ year save report မှာတော့ကျွန်တော်တို့အဲ့မှာနှစ်လိုက်နိုင်ရှင်တာကိုပြပေးမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ store ထဲမှာရှိရဟာပေါ့เนาะကျွန်တော်တို့ဒီလက်ချံပစ္စည်းနဲ့ကျွန်တော်တို့ရောင်းဖတ်သွားတဲ့ပစ္စည်းတွေကိုကျွန်တော်တို့ပြန်ပြီးတော့ကြည့်လို့ရမှာဖြစ်ပါတယ် ဒါကတော့ကျွန်တော်တို့လက်ကျန်ပစ္စည်းပါကျွန်တော်တို့ anso item ပါတော့ကျွန်တော်တို့လက်ကျန်ပစ္စည်းရှိမှာပေါ့နော်အဲ့တော့ကျွန်တော်ထည့်ခဲ့တာဒီ၅ခုဆိုတော့ကျွန်တော်ဒီမှာရောင်းထော်ရတာ၅ခုပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာရိုက်ပြီးတော့လဲရှာလို့ရပါမယ်အဲ့တော့လက်ရှိကတော့ကျွန်တော် item တစ်ခုတည်းဆိုတော့အတွက်ရိုက်ရှာလဲဒါပဲရှိနေမှာပေါ့ ော့ဒီအုံနာပန်နေမှာဆိုရင်ကျွန်တော်တို့မလုပ်လို့ရမလဲဆိုတော့ကျွန်တော်အုံနာအောက်ဖွင့်ပေးတာပေါ့နော်အုံနာကနေပြီးတော့ဒီဒီမန်နေဂျာနဲ့ကက်ရှာကိုပြန်ထားတာပေါ့ဆိုပါစို့ကျွန်တော်ကကျွန်တော်ဆိုင်ကိုကျွန်တော်ဒီလာမကြည့်နိုင်ဘူးပေါ့နော်အိမ်ကနေပြီးတော့ကြည့်မယ်ဆိုရင်ပေါ့ကျွန်တော်တို့ကဒီကက်ရှာကိုထားပြီးတော့ကက်ရှာနဲ့ကျွန်တော်တို့ရောင်းတောင်းကန်မန်နေဂျာတရားရောက်ထားမယ်ပေါ့နော်။ဆိုင်မှာတောင်ကန်မန်နေဂျာနဲ့ကျွန်တော်တို့ကက်ရှာနဲ့ထားရမှာဖြစ်ပါတယ်။အဲ့တော့ကက်ရှာဦးအကက်ရှာအောက်ဖွင့်ပြီးမယ်ဆိုရင်ကျွန်တော်ကက်ရှာလို့ဒီမှာ ရွေးလိုက်ပါနော်သူတို့ရွေးပြီးတော့လည်းကျွန်တော်တို့ကဒီကရှာမေးကိုကျွန်တော်တို့ဒီပေးခြင်းလို့ပေးလို့ရပါတယ်မေးကိုကျွန်တော်တို့ကအစ်စ်သုံးထားတာမဟုတ်ပါဘူးပေါ့နော်အုံနာကနေပြီးတော့သူ့ရဲ့မေးအစ်စ်ကိုသုံးတယ်ဆိုရင်တော့ရပါတယ်ဒီကရှာကဒီဂျီမေးတစ်ခုရှိတယ်ဆိုရင်တော့ဒီကရှာရဲ့ဂျီမေးကိုသုံးပေးလို့လည်းရတယ်ဒါမှမဟုတ်ရင်အုံနာကနေပြီးတော့ဒီမေးတစ်ခုခုရိုက်ပြီးတော့လည်းဖြန့်ပေးလို့ရပါတယ်အဲဒီမေးစစ် ဂျိုက်ဒီကရှာရဲ့မေးကရှာမှာမေးအစ်စ်တုံးထားမယ်ဆိုတော့ကျွန်တော်တို့ဒီ brothers ချတာတို့ဘာလို့ပေါ့နော်ဒီဒီကရှာ password မေးဝါတာတို့ဘာလို့ဆိုရင်ကျွန်တော်တို့ပြန်ပြီးတော့သူ့မေးတဲ့ကိုကျွန်တော်တို့ဒီ result လောက်ပြီးတော့ password ချိန်ဖို့အတွက် link ပြီးအာ link ပို့လို့ရတယ်ပေါ့ဒီကလေးမေးအစ်စ်မဟုတ်ဘူးဆိုတော့ကျွန်တော်တို့ကရှာကိုကျွန်တော်တို့ပို့တဲ့အခါကျရင်အဆင်မပြေဘူးပေါ့နော်ကရှာ password မေးဝါတဲ့အခါမျိုးဆိုရင်ဒါလည်းပြဿနာမရှိပါဘူးကရှာကိုအစ်ပြန်ဖွင့်ပြလို့ရပါတယ် ဲ့တော့ကျွန်တော်ကဒီမှာ A A လို့ပဲပြလိုက်ပါမယ် A လို့ပဲပြလိုက်ပါမယ်ဆိုတော့1 2 3 4 5လို့ကျွန်တော်ပြလိုက်ပါမယ် ဒါဆိုအုံနာပန်နယ်မှာကရှာရဲ့ဒီမီဒီမှာပေါ်လာပြီပေါ့နော်ကရှာလောက်ရင်ဝင်ဖို့တော့အဲ့တော့ကရှာကိုကျွန်တော်တို့ပာမစ်ရှင်တွေဒီမှာကျွန်တော်တို့ပိတ်ထားလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကရှာကိုကျွန်တော်ပာမစ်ရှင်တွေကုန်ပိတ်ထားမယ်ပေါ့နော်ကရှာကိုကျွန်တော်တို့အယောင်တစ်မျိုးပဲပေးလုံမယ်ပေါ့နော်အဲ့တော့ကိုကတကယ်လို့စိတ်ချတဲ့ကရှာဆိုရင်ကိုပာမစ်ရှင်ပေးရင်ပေးသလောက်ရမှာပေါ့ဗျာနော်အဲ့တော့ကျွန်တော်ဆေးလိုက်မယ်ဆိုရင်အဲ့တော့ဒီ AA ရဲ့အကောက်ကိုကျွန်တော်ဒီဘက်မှာ ဒီ app ကိုကလုံးပွားပြီးကျွန်တော်ဝင်ကြည့်မယ်ပေါ့နော်ဒါတော့ကရှာနေရမယ့်ဘိုင်းဖြစ်ပါတယ် အဲ့သူရိုးကတော့ကရှာပေါ့နော်အဲ့တော့ तू ကဒီမှာ identity ဒီ category တွေ discount တွေသူ तू ဘာမှလောက်ခွင့်မရှိပါဘူးဒီ receipt တော့မှဒီကြီးခွင့်မရှိဘူးပေါ့နော်ဒီဒီ store တွေကရှိတဲ့ဟာတွေကတော့ तू ကဒီ edit လောက်လို့မရဘူးပေါ့နော်ပြုပြင်ပြောင်းလဲလို့ဘာမှ तू လောက်လို့မရပါဘူးဒီလေးလောက်လို့လည်းမရပါဘူးသူ့အနေနဲ့ကြီးလို့ပဲရမှာပါဒါကတော့စရင်ကိုသူတို့စစ်ခိုင်းလို့ရပါတယ် ဆိုင်မှာရှိတဲ့ပစ္စည်းနဲ့ကျောင်းထောက်ရတဲ့ပစ္စည်းပေါ့နော်ဒီကျွန်တော်တို့ဒီမှာထုတ်ပြီးတော့ကျွန်တော်တို့ကြည့်လို့ရပါတယ် Excel နဲ့ထုတ်မလားဒီ PDF file နဲ့ထုတ်မလားပေါ့နော်အဲ့တော့ကရှာကနေပြီးတော့ဒီမှာအယောင်တစ်မျိုးပဲရမှာ ဖြစ်ပါတယ်အဲ့ကရှာကိုကျွန်တော်တို့ကရှာကနေအခုဆိုင်မှာရောင်းနေပြီဆိုရင်ကျွန်တော်တို့ရှိဘူးဒီငွေအမောက်နဲ့ပစ္စည်းထွက်သွားတဲ့စာရင်းတွေအကုန်လုံးကျွန်တော်တို့ဒီခါတည်းတိုက်ရိုက်ရောင်းနေမှာဖြစ်ပါတယ် ဝိနေပဲပေါ့ကျွန်တော်ပြေးရောက်လိုက်ပဲပေါ့နော်အဲ့နှစ်ဘူးပဲရှိပါတော့တယ်အဲ့တော့ကျွန်တော်ဒီဘက်အုံနာကောက်နေပြန်ကြည့်မယ်ပေါ့နော်အုံနာကောက်နေပြီးတော့ကျွန်တော်တို့ရဲ့ဒီဆိုင်မှာဒီနေ့ရောင်းဝဘလောက်ရှိလဲကျွန်တော်တို့ဆိုင်ုံသွားကြရမလို့ဘူးနောက်ပြီးတော့ပျက်စီးကြီးဘာတွေထွက်သွားကြီးလဲဘာတွေကျန်နေလဲဘာတွေကလိုအပ်နေလဲပေါ့ဆိုင်မှာအဲ့တော့ကျွန်တော်ဒီကနေပြီးတော့ဒီမှာကြည့်လိုက်ရင်ဒါနှစ်ခုပဲရှိပါတော့တယ်ပေါ့နော် အဲ့တော့ကျွန်တော်တို့ဒီမှာ sell report မှာကျွန်တော်တို့သွားကြည့်လို့ရပါတယ်ကျွန်တော်တို့ဝင်ငွေပေါ့နော်ဒီနေ့ အဲ့တော့ဒီညမှာလည်းကျွန်တော်တို့ဒီ backup လုပ်လို့ရမှာပေါ့နော်ကျွန်တော်တို့ excel နဲ့ pdf file ကြောင့် backup လုပ်လို့ရမှာကျွန်တော်တို့ဒီထုတ်ပြီးတော့လည်းကြည့်လို့ရမှာဒီမှာကျွန်တော်တို့ backup လုပ်လို့ရမှာပေါ့နော်ဒီမှာ backup လုပ်ထားလို့ရမှာပေါ့ကျွန်တော် data တွေကို backup ဒီမှာလုပ်လို့ရပါဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ excel နဲ့ pdf file နဲ့ကျွန်တော်တို့ထုတ်ပြီးတော့ကြည့်လို့ရမှာဒီဘယ်ရက်ဘယ်ရက်ကိုထောက်ကြည့်နေတာလဲပေါ့နော် ျွန်တော်တို့ထားပြီးထားပါတယ်ကလန်နာနဲ့အဲ့တော့ကျွန်တော်တို့ဆိုင်မှာငွေပေးမှတ်ကဘယ်လိုပေးမှတ်မျိုးတွေနဲ့ဒီပေးချေတာများလဲပေါ့နော်အဲ့ဒါတွေကျွန်တော်ကြည့်လို့ရပါမယ် ဒါဝိုင်းနဲ့ပြီးွားတာမိပေါ့နော်အဲ့တော့ကျွန်တော်အုံနာကနေပြီး